ရနီပြည်နယ်မှာရှိတဲ့ရှောင်းနီလူမှုဖွံ့ဖြိုးရေးတင်တန်းကြောင်းဖွင့်ပွဲအခမ်းအနားကိုအော်တိုဘာလ10ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။အဆိုပါအခမ်းအနားမှာရှောင်းနီကျောင်းတီထောင်တူကလင်းရန်ကုန်ရဲ့တာဝန်ခံကိုစီယာထုံးနဲ့ဆ iam မတင်စာအေးရှောင်းနီကျောင်းတာဝန်ခံဆ iam မတတီတို့အပါအဝင် ရင်းနီပြည်ကြားကလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့အစင်းမြင့်ပညာရေးဌာနကညွန်ကြားရမှုကရင်အမျိုးသားတက္ကသိုလ်ရဲ့တာဝန်ခံဆရာနဲ့အခြားသောတာဝန်ရှိပုဂ္ဂိုလ်တွေတက်ရောက်ကအမစကားပြောကြားခဲ့ပါတယ်။ရောင်နီလူမှုဖွံ့ဖြိုးရေးအတက်ပညာတင်ဒန်းကြောင်းမှာဂရင်းနီဒေတာတွင်နေထိုင်တဲ့အခြေခံပညာအလဲတန်းစင်အောင်မြင်ပြီးမြောက်တဲ့အသက်15နှစ်ကနေ23နှစ်အတွင်းဂရင်းနီဒေတာခံလူငယ်တွေ စစ်ဘေးရှောင်တွေဒိဒါခံမဟုတ်တဲ့စစ်ဘေးရှောင်တွေနဲ့တော်လန်ရေးကာလအတွင်းကိုလဲအင်ကာဆုံးရှုံးထားတဲ့တော်လန်ရေးရဲဘော်တွေအတွက်ရည်ရွယ်ကဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ဆိုထားပါဗျ။ရှောင်းနေတင်တန်းကြောင်းမှာတင်တန်းကာလ3လကြာမြင့်မှာဖြစ်ပြီး Core Like and Social Diplomat Skill တွေဖြစ်တဲ့ Personal and Social Diplomat, Digital Skill, Language Skill, Financial and Business Skill နဲ့ Art and Music တို့အပြင် တဦးချင်းရဲ့တက်မွေးပညာရဲ့ဆိုင်ရာ အခြေခံကျွမ်းကျင်မှုတွေ basic vocational specialization ကိုသင်ကြားပြီးတော့မှဖြစ်ပါရရှင်။